။ကြကြံရောင်တိုင်းသတိရနေမဲ့ရှာပုံတော်မင်းသားကြီး။မနက်မိုးလေးလုံးအိမ်ရှင်းကိုထွက်ကြည့်လိုက်ရင်ကြကြံပန်းလေးတွေကိုစီကင်ထားတဲ့အမျိုးသမီးတချို့ကိုမြင်တွေ့ရမှာဖြစ်သလိုရက်ွက်ထဲကကလေးတစ်တိုင်းကလည်းရေပုံးလေးတွေကိုစီနဲ့အိမ်ရှင်းမှာအတင်းဆောင်နေကြပါရဲ့။ဓမ္မယုံမှလည်းအိုးဆေးတဲ့သူကဆေးမီးမွေးတဲ့သူကမွေးနဲ့သူ့လို့သူလို့ပြီးစူရီသာအတွက်ပြင်ဆင်နေကြသလိုလမ်းထောက်ကအုံးလက်မန်းတက်ပါလဲတကြံတချင်းနေကြီးပဲဖွင့်နေတဲ့ဆက်စရာကိုတွေ့ရမှာဖြစ်ပါရင် ဟုတ်ပါတယ်ဒီနေ့ဟာမြမရွာတစ်တစ်ကိုတကြံအကျိုးနေ့ဖြစ်ပါတယ်တကြံကမြမလူမျိုးတို့ရဲ့ရိုးရအမွေနေ့ပွဲတော်ဖြစ်တယ်လို့နေဟောင်းကအငြိအကျေးတွေကိုအတားအင်းနဲ့ဆေးကြောပြီးနေ့တစ်ကိုကြိုဆိုရဲဆိုတဲ့အယူအဆကလည်းရှိလာကြောင်းအင်မတန်ကြက်တင်ရှိတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်အလုပ်တွေအကြောင်းတွေတော်တော်များများပိန်ထားတဲ့အချိန်ကာလလည်းဖြစ်လာကြောင်းမိသားစုတွေအတူတူရှိခွင့်ရတဲ့ပွဲတော်အခါအတများလည်းဖြစ်ပါတယ်ဒီလိုတကြံကာလရောက်တိုင်းလွမ်းနေမိတဲ့ဒူဒူးကလည်းရှိနေပါတယ်သူကတော့ရှာမွန်တော်မင်းသားကြီးဦးစော်ဝမ်းပဲဖြစ်ပါတယ် တကြံလို့ဆိုလိုက်တာနဲ့ဇော်ဝမ်းဟောင်းမပါမဖြစ်ပါတဲ့သူတယောက်ဖြစ်ပြီးဇော်ဝမ်းနဲ့တကြံတကြံနဲ့ဇော်ဝမ်းဆိုတာကခွဲခြားလို့မရခဲ့ပါဘူးဦးဇော်ဝမ်းကို1945ခုနှစ်ဇူလိုင်လ18ရက်နေ့မှာဖခင်ဖြစ်သူတိုင်းချစ်တခင်သိန်းဖေနဲ့မိခင်ဖြစ်သူဒေါ်မြမြတို့ကမန္တလေးမြို့မှာမွေးဖွားခဲ့တာဖြစ်ပါရင်မွေးချင်းသောယောက်ရှိတဲ့အနဒုတိယမြောက်သားဖြစ်ပြီးနာမည်အရင်းကတော့တောင်းထန်ဖြစ်ပါရင်ဒရိုက်တာမောင်တင်ဦးရဲ့ညီအရင်းဖြစ်တဲ့ဦးဇော်ဝမ်းရဲ့ငယ်နာမည်ကတော့အတာဖြစ်ပါရင်တကယ်လို့တနေ့စဉ်ကာလအတွင်းမှာပဲ ကြောင်းထွက်ပြီးတော့အလူမီယံလောကရဲကိုခြေစုံဖြစ်ဝင်ခဲ့တဲ့ဥစွာဝဲဟာမိုးကေတီအပြောတဲ့ဒူရီယာအဖွဲ့တီထောင်သူဥပိုခင်းစီမှာအစိုးအဓိပညာရက်များကိုလေ့လာသင်ယူခဲ့ပါတယ်။အဲဒီ DY မှာပဲတန်းလွင်ဆိုတဲ့နာမည်တစ်ခုကိုရလာခဲ့ပြီးနောက်ပိုင်းမှာတော့ဖုန်းကြီးတစ်ပါးကဇော်ဝမ်းဆိုတဲ့နာမည်ကိုမှဲ့ပေးခဲ့တာဖြစ်ပါတယ်။အင်းအောင်ချပြီးတဲ့နောက်ရန်ကုန်မြို့ပါရှိတဲ့ရှင်မဘဥကျော်စီမှာတရုတ်ဆောင်ပညာသင်ကြားရာကနေအလူမီယံလောကရဲကိုရောက်ရှိလာခဲ့တာပါ။ အကောဖြစ်သူဒရိုက်တာမောင်တင်ဦးနဲ့တူရုပ်ရှင်အတိုင်းဝိုင်းတွေကိုတပြင်းပြင်းနဲ့ဝင်ရောက်လာခဲ့ပြီးလင်းထင်ဆွေစင်ထိုက်တို့ပါဝင်တဲ့ဆေးလောအစီစကားမှာဇက်ဝင်ငန်းတခန်းဖြင့်တရုပ်ဆောင်စားဖြစ်လာခဲ့တာဖြစ်ပါရင်မမုံးလင်းနဲ့ငံပလီလူမနောနေထွက်သောညမိတာဘုံတို့နှစ်ခေါက်လင်းပလက်ဖောင်းမင်းသာကဲချမယဟန်တန်နီယောလင်သွေးရွှေတမတ်မွေတမန်ကျွန်တော်နဲ့ကိုဘကျော်ဒိုနီယောနဲ့မိငိမ့်ချံပုံစာဆန်သောမိန်းကလေးဘသူပြိုင်တော့လှပါတော့နိုင်တချံမိုး စားတဲ့ဇကားများမှာအောင်မြင်မှုများစွာရရှိခဲ့သူလည်းဖြစ်ပါရင်ဒီဇကားတွေကျမှာပါနေယူပဇကားဟာအကယ်ဒမီရမယ်လို့ပင်ထင်ကြီးပေးခံရတဲ့ဇကားလည်းဖြစ်ပါရင်ဆွေတုံရအမှုပညာရှင်ဝင်းဦးဆုံးမသွားခဲ့ပြီးတဲ့နောက်ဇော်ဝမ်ဟာတချံမင်းသားတယောက်ဖြစ်လာခဲ့ပါရင်မန္တလေးတချံမှာမြို့မအပြော်ရန်တူရိယာအဖွဲ့နဲ့ဇော်ဝမ်တို့ကခွဲမဲ့ရတဲ့အတွဲအဖက်ဖြစ်ခဲ့ပါရင် ။ကြကြံမှာသူချင်းမပါရင်မပြီးဘူးလို့ဆိုရတော့အောင်ဇော်ဝမ်းကလည်းပဲကြီးခဲ့တာဖြစ်ပါလိမ့်။ကြကြံချင်းဆိုရမှာတော့ဇော်ဝမ်းကတကယ့်ပါရမီထိုးတဲ့ပညာရှင်ပါ။သူ့ရဲ့ဆိုဟန်ကိုဘယ်သူမှမမေ့ဘူးလို့တော့ပြောလို့ရပါရင်သူ့အတန်ကကြကြံအခါတံမြားနဲ့လိုက်ဖက်ပြီးမြူးကြွားတွက်လက်နေပါရင်ဇော်ဝမ်းအတန်နဲ့ကြကြံဆိုတာတားတယ်ပါ။ခွဲခြားလို့မရအောင်လိုက်ဖက်ညီပါပဲ။ကြကြံမင်းသားကြီးရဲ့လို့မှတ်တိုင်စိုက်ထူနိုင်တဲ့အစင်ထီပါပဲ။စံရရဆရာအုတ်တင်ဝင်းလာရင်လက်တန်နေဇော်ဝမ်းကြကြံသေးဆိုတာ နားဆင်ပြီးတော့အဖို့တချင်းတန်ကြရင်အလိုလိုလန်းဆန်းမျိုးကြွလာစေပါရင်တံပြန်အစိုးပိုင်းအပေးမှာမူလာကီးကိုကွက်တီပြန်ဝင်အောင်စုံနိုင်တဲ့ဇော်ဝမ်းရဲ့အစိုးပညာဟာလက်ဖျားခါလောက်ပါပြီတဲ့မင်းလာဇော်ဝမ်းဟာတချင်းပေါင်းတစ်ထောင်ကျော်တည်ဆိုခဲ့ပြီးရုပ်ရှင်ကားပေါင်း138ခန်းရိုက်ကူးခဲ့ပါတယ်ပြည်သူချင်းမင်းသားကြီးဆိုတော့ဇော်ဝမ်းဟာ2009ခုနှစ်မှာတော့ကွဲလွန်သွားခဲ့ပေမဲ့သူ့ရဲ့တကြံတေးတချင်းတွေကတော့တကြံရောက်တိုင်းရှင်သန်နေဦးမှာဖြစ်ပါတယ် ဇောင်းဟာခွဲလုံးချိန်မှာတာသမီ၄ယောက်မိ၉ယောက်ထုံးကားခဲ့ပြီးလက်ရှိနမဲကြီးသေးတဲ့ရှင်တူဖြစ်တဲ့ထက်တီတီဟာလည်းဇောင်းဝမ်းရဲ့မျိုးဆက်အစ်ဖြစ်ပါရင်